င်္ဂလာပါပရိသတ်ကြီးတို့ရေကျွန်တော်တို့ရဲ့မြန်မာစပေါ့မီဒီယာကနေကြိုးစားလိုက်ပါခုတင်ဆက်မင်္ဂလာပါပရိသတ်ကြီး၄ရက်၅ရက်လောက်ခီးထွက်နေရလို့သတင်းမတင်ပြတဲ့အတွက်အနုညွတ်တောင်းမှမာတယ်နော်ဒီနေ့မှစပြီးတော့ဘောလုံးသတင်းတွေကိုအချိန်နဲ့တပြေးညီနေတိုင်းတင်ဆက်ပေးသွားမှာဖြစ်ကြောင်းကိုလည်းဆရာပရိသတ်ကြီးကိုအသိပေးရင်းနဲ့ယနေ့အတွက်အနောက်ဆုံးရအပြောင်းရွှေ့သတင်းလေးတွေကိုတင်ဆက်ပေးပါမယ်ရှင်ကမ္ဘာပလားခြေစစ်ပွဲမှာအင်္ဂလန်အသင်းကအန်ဂျိုရာကိုခင်းရဲ့တလုံးတဲ့သောတွင်းကိုနဲ့အနိုင်ယူပြီးတော့၃ပွဲကစား၃ပွဲနိုင်ရလနဲ့ အုပ်စုထိပ်ဆုံးမှဆက်လက်ရည်တည်နေပါတယ်။အာဆနယ်အသင်းကချယ်ဆီကိုသမားကီပါကိုခေါ်ယူဖို့သဘောတူညီမှုရယူနိုင်ခဲ့ပြီဖြစ်ကြောင်းသတင်းရရှိပါတယ်။ရီယယ်အသင်းတိုင်းစစ်မှုဘက်ပေကတော့ PSG ကိုဆုံးခွာခဲ့မှုနဲ့ပတ်သက်ပြီးနောက်ထပ်မရကြောင်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။အင်္ဂလန်နီးပြတူချယ်ကတော့လက်ရှိရာထူးအတွက်မန်ယူနီးပြရာထူးကိုလက်လွတ်ခဲ့ကြောင်းရှင်းပြလာခဲ့ပါတယ်။ရော်နယ်တိုကတော့ကမ္ဘာကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာဝင်အောင်ရှင်ပြိုင်ကစားမှာမဟုတ်ကြောင်းအတည်ပြုသွားခဲ့ပါပြီ မန်ယူသင်းကလက်ရှိချိန်မှာတော့ Palace အသင်းတိုက်စစ်မှုမှာဒီတာကိုပါထပ်မံချိန်ဆက်နေပြီးတော့အဆိုပါအသက်28နှစ်သားက Juventus တက်နဲ့လည်းသတင်းတွေထွက်နေပါဗျာ။ Newcastle နဲ့ Forest တို့ကတိုက်စစ်မှုအီလန်ကားရဲ့အပြောင်းအရွှေ့ကိစ္စကိုစတင်ဆွေးနွေးနေကြပြီဖြစ်ကြောင်းသတင်းရရှိပါဗျာ။ Chelsea သင်းက AC Milan ကိုသမား Mignon ကိုခေါ်ယူလို့နေပြီးတော့အဖွင့်ကမ်းလှမ်းမှုအနေနဲ့ယူရိုတန်း20အောင်နဲ့စတင်လိုက်ပါဗျာ။ Napoli အသင်းအကစား Director ဂျီယိုဗန်နီတယောက်လန်ဒန်ကိုရောက်ရှိနေပြီးချယ်ဆီတောင်ဝန်ကစားသမားမန်တူကီရဲ့အပြောင်းရွှေ့ကိုလာရောက်ဆွေးနွေးနေပါတယ်။စန်တာလန်အသင်းကတော့ဒေါမွန်အသင်းထံကနေရောက်လာတဲ့ကမ်းလှမ်းချက်ကိုညှင်းဆန်ပယ်ချလိုက်ပြီးဂျိုးဘာလင်ဟန်ကိုဆက်ထိန်လိုနေပါတယ်။မန်စီးတီးကွင်းလယ်လူတွေဖြစ်တဲ့ဆဲလ်ဗာနဲ့ဂန်တိုဂန်တို့နှစ်ယောက်စလုံးကိုတူရကီကလပ်ဂါလာတာစီးရီးကအစိတ်ဝင်စားနေပါတယ်။ရီယန်နီပြအလွန်ဆိုကတော့တိုက်စစ်မှုတစ်ကောင်းကောင်းရှာမရခဲ့ပါကဖီနာဘာဂျီနဲ့လမ်းခွဲထားတဲ့အသက်39နှစ်အရွယ် DC ကိုခေါ်ယူပေးဖို့အသင်းထံတောင်းဆိုထားပါတယ်။ ဘာစီလိုနာတင်းကဂိုဒမာတာစတီဂန်ကိုလာစာအပြေပေးပြီးတော့အစာချုပ်ဖြတ်သိမ်းမှုစီစဉ်နေပါတယ်။လန်ဂျိုဟာရဲ့ကမ္ဘာဖလားခြေစစ်ပွဲမှာအင်္ဂလန်အသင်းအနိုင်ရခဲ့ပေမဲ့လည်းနီးပြဖြစ်သူတူချာကတော့ကစားသမားတွေရဲ့ကြိုးစားအထုတ်ပုံနဲ့နိုင်လိုစိတ်နှဲပါမှုပေါ်ဒေါသတွေပေါက်ပွဲခဲ့ပါတယ်။အင်္ဂလန်အသင်းကတော့ကမ္ဘာဖလား193တာရှိတဲ့အသင်းငယ်လေးအန်ဂျိုဟာကိုဂိုးပြတ်အနိုင်မယူနိုင်ပေ။ပထမပိုင်းမှာဂိုးမရှိသေးရကြခဲ့ပြီးဒုတိယပိုင်းရောက်မှမာတူအီကီရဲ့ဖန်တီးမှုကနေ အသင်းကောင်းစားဟာရီကိန်းကလက်ရွေးစင်ကစားသမားပေါ်က82ဂိုးမြောက်အဖြစ်သွင်းယူခဲ့တာကြောင့်အင်္ဂလန်တို့အချက်တပွဲမဖြစ်ခဲ့တာပါအန်ဒရိုအသင်းက1996ခုနှစ်ကမှဖီဘာအဖွဲ့ဝင်ဖြစ်ခဲ့သလိုအသင်းသမိုင်းတစ်လျှောက်14ပွဲသာအနိုင်ရခဲ့ပြီးအင်္ဂလန်နဲ့ဆုံတွေ့ခဲ့တဲ့ခုနှစ်ပွဲမှာအခုရလကအကျဉ်းမြောင်းဆုံး9ရလနဲ့ရှုံးနေခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်ပွဲအပြီးမှာတူချာကကျွန်တော်ကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်း body language ကိုသဘောမကျပါဘူး။ကျွန်တော်ကစားသမားတွေက မင်းနဲ့ကစားသလိုဖြစ်ခဲ့ပြီးအာယုံဆူးဆိုင်မှုနိုင်လိုစိတ်ပြင်းထန်မှုတွေရော့နေခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အတင်နိုင်ပွဲရဖို့ထိုက်တန်ခဲ့သလိုသုံးပွဲကစားသုံးပွဲနိုင်တဲ့ပေးကိုမရှိသေးပါဘူး။ကျွန်တော်တို့လိုချင်တဲ့အတိုင်းပြောင်းကြိုးစားအထောက်ဖို့ကစားသမားတွေကိုအတိပေးပြောဆိုသွားပါမယ်လို့ပြောကြားသွားခဲ့ပါတယ်။ဆက်လက်ပြီးတော့အခုနေရာဒီအတွင်း United နဲ့လမ်းခွဲဖို့ဂါနာချိုသဘောတူညီမှုရရှိရဆိုတဲ့သတင်းလေးကိုဆက်လက်တင်ဆက်ပေးကြပါမယ်။ Manchester United နဲ့ဂါနာချိုတို့ကအခုနေရာဒီအတွင်းလမ်းခွဲဖို့ နှောင်းနှစ်ဖက်သဘောတူညီမှုရရှိခဲ့ပြီးကာနာချိုကိုခေါ်ယူဖို့ကလပ်အသင်းတတော်များများကစိတ်ဝင်စားနေရလို့သတင်းတွေထွက်နေပါတယ်။ United နီးပြအမော်ရင်ကတော့အဝေလဲကန်အတွင်းကကစားသမားတွေအားလုံးရဲ့ရှေ့မှာကာနာချိုကိုအသင်းသစ်ရှာဖို့သာဆုတောင်းထားလိုက်ဆိုပြီးတော့ချိန်မောင်းခဲ့ပြီးကာနာချိုကလည်းခွန်းတုံပြန်ခဲ့တာကြောင့်သူတို့နှစ်ယောက်ကြားမှာဆက်ဆံရေးတင်းမာခဲ့ပါတယ်။ပြီးခဲ့တဲ့လအတွင်းစပါအသင်းနဲ့ယူရိုပါလိပွဲမှာအမော်ရင်ကဂါနာချိုကိုအရန်ခုံပွက်ဖြစ်ခဲ့ပြီးတော့ပွဲပြီးခံနေမိနစ်20ရောင်းမှာလူစားဝင်ဖြစ်အသုံးပြုခဲ့ပါတယ်။ အဲ့ဒီပွဲပြီးအင်တာဗျူးမှာတော့ခန္ဓာချိုကဘောလူပွဲမတိုင်ခင်ကျွန်တော်ပွဲတိုင်းမှာပါဝင်ကစားခွင့်ရခဲ့ပါတယ်ဒီနေ့ပွဲမှာတော့မိနစ်20လာကစားခဲ့ရတာဘာဖြစ်လို့လဲဆိုတာကျွန်တော်မသိပါဘူးနွေရာသီကာလအတွင်းအားယူသွားမှဖြစ်ပြီးဘာဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်သွားမှာပါလို့ဖွင့်ဟပြောဆိုခဲ့ပါတယ်အခုချိန်မှာတော့ United တင်းကဂါနာချိုနဲ့လမ်းခွဲဖို့သဘောတူညီမှုရခဲ့ပြီးတော့ဂါနာချိုကိုခေါ်ယူဖို့နီးပြဟာ Ariston ဟာကင်တွယ်နေတဲ့ Liverpool စင် Napoli, Chelsea တင်းတို့ကအပြိုင်ဆိုင်စိတ်ဝင်စားနေကြပါတယ်။ ဂါနာချိုကတော့အဲရစ်တန်ဟက်လက်အောက်မှာခြေစွမ်းပြနိုင်ပြီး98ပွဲကစား90တွင်ဂိုးဖန်နီမှု15ကြိမ်ပြုလုပ်ခဲ့ပြီးမြေအမော်ရင်လက်ထက်မှာတော့ရုံးကန်နေရသလိုပွဲပေါင်း40မှာတွင်းကို၄ကိုဂိုးဖန်နီမှု6ကြိမ်သာပြုလုပ်နိုင်ခဲ့ပါတယ်ရှင်အခုဆက်လက်တင်ဆက်ပေးမှာကတော့ချယ်ဆီတင်းကဒေါ်မွန်တောင်မန်ကျဲဝင်းဂျေမီကစ်တန်ရဲ့ပုံကိုယ်ရေးသဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ပြင်သစ်ကသတင်းတွေကဖော်ပြခဲ့ပါဗါရယ်အသက်20ရွယ်ကစားသမားကလွန်ခဲ့တဲ့9နှစ်ကမန်စီးတီးကနေဒေါ်မွန်ကိုပြောင်းရွှေ့ခဲ့သူဖြစ်ပြီ ပြီးခဲ့တဲ့ရာသီဘွန်တန်လီကာမှာအကောင်းဆုံးကစားသမားတွေထဲကတက်ဦးဖြစ်ခဲ့သူဖြစ်ပါတယ်။ချင်းစီကဒီလာမှာရှင်းပြန်ကစားမဲ့ကလပ်ကဘာဖလာပြိုင်ဝင်းမထိုင်ခင်လူရင်းအဖြစ်တမို့ဂျိုးပန်းနေရာဖြစ်ပြီး RMC Sport ရဲ့တည်င်းရအတော်မွန်တာမန်ကစားသမားနဲ့ခုနှစ်နှစ်စာချုပ်ချုပ်ဆိုမှုမူအားဖြင့်သဘောတူညီရခဲ့ပြီလို့သိရပါဗျ။လက်ရှိမှာတော့ချယ်ဆီနဲ့ဒေါ်မွန်တို့ကအင်္ဂလန် U21 ကစားသမားတွေအတွက်ပြောင်းရွှေ့ခြေကိုညှိနှိုင်းနေကြပြီဖြစ်ပြီးတော့ဂစ်တန်ရဲ့စာချုပ်ထဲမှာစာချုပ်ရော်ဂျီ Euro 360ထည့်သွင်းချုပ်ဆိုထားဖြစ်ပါဗျ။ ချဲစီကဇွန်လ16နေ့မှာပြန်ဖွင့်မယ့်အပြောင်းရွှေ့ကာလမတိုင်ခင်ဂစ်တန်အတွက်အပိသက်သဘောတူညီမှုရရှိအောင်လုပ်ဖို့အင်ကာနီည9နာရီအထိပဲအချိန်ရမှာဖြစ်ပါတယ်။ငွေမမတ်ပဲညံကောင်းခဲ့တဲ့ကီပါကီပါကပေးရတဲ့ယာသည်ဘုံမအသိန်းကိုအငှားထွက်မကစားခင်ချဲစီတင်းနဲ့လက်ကျန်စာချုပ်ကိုပြန်လည်ပြုပြင်ချုပ်ဆိုခဲ့လို့သိရပါတယ်။အဲဒါကတော့ကီပါကလာဆောင်ဝင်ကိုတိတိတတ်တာရှော့ယူပေးပြီးစာချုပ်ဖြတ်သိမ်းခြင်းကိုပေါင်9တန်းသာထားရှိပေးဖို့ညှိနှိုင်းပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ပွဲကစားရရင်လည်းနေပါလာစာအေးဆေးထိုင်မယ်ဆိုရဲကစားသမားတွေနဲ့အတော်ကွာချားခဲ့ပြီးတော့ဘုံမောက်မှာလက်စွမ်းပြကြိုးစားနိုင်ရင်အခွင့်အရေးတစ်တွေကိုဖမ်းဆုပ်ဖို့ကြိုတင်နေတာခံစီစဉ်ခဲ့မှုပဲဖြစ်ပါတယ်။ကိပါကြောင့်လည်းရာရာလဲအနားရပြီးတော့ပုံမှုတိုးထက်လာဖို့မျှော်လင့်မိပါတယ်။ Breaking news အနေနဲ့ကတော့ Manchester United အသင်းကတော့ Victor Joker အတွက်ပေါင်သန်း60နဲ့ခေါ်ယူဖို့နှိစက်နေပြီဖြစ်ပြီးမကြခင်သဘောတူညီမှုရရှိနိုင်မှုဖြစ်ပါတယ်။ Brian အမမိုရဲ့အပြောင်းရွှေ့ကိုတော့အပိသက်နေရာကြောင့်လဲစံကြမှုရှိနေတာပါ။ကစားသမားဖြစ်သူကလည်းအသင်းစီပြောင်းလာဖို့ဆရာထပ်တန်နေသလိုအသင်းဘက်ကလည်းအရာခေါ်ယူဖို့ကြိုးစားနေပါတယ်။ဆက်လက်ပြီးတော့ Brandford နီးပြ Thomas Frank ကစပါတင်က Brian MB Mogo United နဲ့အပြိုင်ခေါ်ယူလို့နေကြောင်းပြောကြားထားပါတယ်။ Frank ကတော့ Angel Postigo Glue ရဲ့နေရာကိုစက်ခံမဲ့သူအဖြစ်လာမယ့်သတင်းပတ်အတွင်းအတည်ပြုရန်စီစဉ်ထားပြီးတော့ MMO Mobile Spa တင်ထန်ခေါ်ဆောင်သွားဖို့ဆရာထက်တန်နေရပဲဖြစ်ပါတယ်။ ဖစ်တာအိုးစမန်ရဲ့အပြောင်းရွှေ့ကိစ္စနဲ့ပတ်သက်လို့နာပိုလီနဲ့အဲဟီလာတို့သဘောတူညီမှုရရှိရဲဆိုတဲ့သတင်းလေးကိုလည်းဆက်ပြောချင်ပါသေးတယ်။ဖစ်တာအိုးစမန်အတွက်ပြောင်းရွှေ့ခြေယူရိုသန်း85သန်းနဲ့အဲဟီလာအသင်းရဲ့ကလန်ချက်ကိုနာပိုလီတင်ကလက်ခံလိုက်ပြီဖြစ်ပါတယ်။ဒါအပြင်ဗစ်တာအိုစမန်ကလည်းအဲဟီလီအသင်းမှာတပတ်လောက်အခါလာစာယူရို၈သိန်းခွဲကျော်နဲ့တစ်နှစ်လျင်ယူရို၄၅သန်းရရှိမှာပဲဖြစ်ပါရဲ့ရှင်။ ယူရီဖေနေရှင်းနီဖလားကိုနှစ်ကြိမ်အထိရယူနိုင်တဲ့ပထမဆုံးအသင်းဖြစ်လာမှာကပေါ်တူဂီလာစပိန်လားဆိုတဲ့တင်းလေးကိုဆက်လက်တင်ဆက်ပေးကြပါမယ်။2024 25ယူရီဖေနေရှင်းနီဘောလုံးပွဲအဖြစ်ရောဘတ်ထိုက်သည့်နှစ်သင်းဖြစ်တဲ့ပေါ်တူဂီနဲ့စပိန်အသင်းတို့ကအဒီညမြန်မာစံတော်ချိန်တင်းလာမနက်7:30အလန်စန်အရီနာကွင်းချီမှာအကြိမ်နဲ့ရှင်ပြိုင်စားသွားမှာဖြစ်ပါတယ်။ပေါ်တူဂီသင်္ကြန်2019ခုနှစ်တုန်းကနယ်သာလန်ကို1-0နဲ့အနိုင်ယူဖို့ဆွဲပြီးတဲ့နောက်ပိုင်း ပထမဆုံးချိန်ဖြစ်ဘောလူပွဲတက်ရောက်ခဲ့တာဖြစ်ပြီးစပိန်အသင်းကတော့စံချိန်တင်အဖြစ် Nation League ဘောလူပွဲကိုသုံးချင်းဇက်တက်ရောက်ရှိခဲ့ပါတယ်။စပိန်အသင်းကတော့2021ဘောလူပွဲမှာပြင်သစ်ကိုနှစ်ဂိုးတစ်ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးမြန်2023မှာတော့ခရိုအေးရှားကိုပန်နတီအဆုံးဖြတ်နဲ့အနိုင်ယူပြီးတော့ဘုံဆွဲခဲ့ရာကြောင့်လက်ရှိချန်ပီယံပွဲကောက်ကွယ်နိုင်အောင်ကြိုးစားရမှာပါ။ဒီနေ့ဘောလူပွဲမှာပဲအသင်းနိုင်ရပါစေ Nation League ချန်ပီယံဆုကိုနှစ်ချိန်တိုင်တိုင်ရယူနိုင်တဲ့ပထမဆုံးအသင်းဖြစ်မှတ်တမ်းသစ်ရေးထိုးနိုင်မှာဖြစ်ပါတယ်။ ယူရို2024ချန်ပီယံစပိန်အသင်းကတော့ Nation League မှာရလကောင်းတဲ့ဇက်တက်ရရနေပြီးတော့နောက်ဆုံး73ပွဲမှာလုံးဝရှုံးပွဲမရှိပဲ9ပွဲနိုင်4ပွဲတည်းကြီးကြခဲ့တယ်လို့ချန်ပီယံဖြစ်ဖို့ရည်ပန်းစားနေပါတယ်။ Nation League ပွဲစဉ် League A မှာတော့အတွင်းကိုအများဆုံးဖြစ်ခုနကကိုသွင်းယူခဲ့တဲ့ပေါ်တူဂီဝမ်ကစားသမားကြီးဆီရိုနယ်ဒိုကတော့ဒုတိယချိန်မြောက်ချန်ပီယံဆုပလာကိုကင်မြိုင်နိုင်အောင်ကြိုးစားရမှာပါ။ဒီနှစ်သင်းနောက်ဆုံးဆုံးထွေးခဲ့တဲ့ပြိုင်ပွဲဆုံး9ပွဲမှာ မိနစ်90အတွင်းပေါ်တူဂီကတပွဲစပိန်ကတပွဲနိုင်ရခဲ့ပြီး၅ပွဲအထိတည်ကြခဲ့ပါတယ်။ပေါ်တူဂီအသင်းက2010ခုနှစ်တုန်းကအခြေစမ်းပွဲမှာစပိန်ကို၄ဂိုးသုံးချနဲ့ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက်ပိုင်းကလေးကအနိုင်မရတော့ပါဘူး။နင်းရှင်လီအုပ်စုတွင်မှာတော့ဒီနှစ်သင်းနောက်ဆုံးတွေ့ဆုံခဲ့တဲ့2022-23ရာသီမှာစပိန်တို့အိမ်ခွင်းမှာ1-1နဲ့အဝေးခွင်းမှာတော့1-0နဲ့အနိုင်ရခဲ့ပါတယ်။ နာမည်ကျော် Optel ကတော့အခုပွဲမှာ Spain အသင်းအနိုင်ရနိုင်ခြေ90ဒသမ1ရာခိုင်နှုန်း Portugal အသင်းအနိုင်ရနိုင်ခြေအဖြစ်26ရာခိုင်နှုန်းနဲ့အချိန်ပိုဒါမှမဟုတ်ပတ်နံတီအဆုံးဖြတ်ခံရဖို့က23ဒသမ9ရာခိုင်နှုန်းရှိတယ်လို့ခန့်မှန်းခဲ့ကြပါရဲ့ရှင်အခုလိုမျိုးနိုင်ငံကဘောလုံးသတင်းအားလုံးကိုတနင်္လာနေ့မှာဆောဆောင်လေးလေးကြည့်ရှုနားဆင်နိုင်ဖို့ကျွန်တော်ရဲ့မြန်မာစပေါ့မီဒီယာ YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြပါအောင်နော် ပရိသတ်ကြီးနောက်ထပ်ပြောချင်တာက Facebook မှာလည်းကျွန်တော်တို့ရဲ့မြန်မာ Sport Media Page ကနေ၄၀ဘောလုံးတိုင်းတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ Facebook Page ကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်နော်။ဘောလုံးချစ်ပရိသတ်တွေအားလုံးကိုကျေးဇူးတူတင်ပါတယ်ရှင်။